။မြတ်စွာဘုရားကဟောထားတာအစွဲ၄မျိုးဥပါဒံလို့ခေါ်တယ်။ဥပါဒံဆိုတာဒီဥပအာဒါနဥပဆိုတာပြင်းပြင်းထန်ထန်အာဒါနဆုပ်ကင်ထားတာ။ကဲဘုန်းကြီးတို့တွေစာလို့ပြောနေလို့ငါတို့မှဥပါဒံမရှိဘူးလို့မထင်နဲ့နော်။ဥပါဒါနအပြင်းထန်ဆွဲကင်ထားတယ်ဆိုတဲ့သဘာဝတရားဟာနှစ်ခုရှိပါလဲလို့ဆိုရင် တွေ့တာမှုဆိုတဲ့တဏှာရဲ့အမြင်ရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့လူတွေမှာတွေ့တာမှုကလည်းပဲပြင်းထန်တယ်နော်အမြင်ကလည်းပြင်းထန်တယ်တွေ့တာမှုကိုဖြတ်ဖို့ဆိုတာအလွန်ခက်တယ်အမြင်ကိုစွန့်ဖို့ဆိုတာလည်းအလွန်ခက်တယ်အဲ့ဒီနှစ်ခုဟာဥပါဒါနော်ပြင်းပြင်းထန်ထန်ဆွဲကင်ထားတဲ့ဥပါဒါအဲ့ဒီဥပါဒံကိုမြတ်စွာဘုရားက၄မျိုးခွဲဟောတယ် ဆွလမ်းမှုနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပါဒံကိုကာမှုပါဒံလို့ခေါ်တယ်။ခုဘကိုပြန်ပြီးတော့စစ်ဆေးကြည့်။ကာမှုပါဒံဆိုတဲ့နေရာမှာကာမဆိုတာလူချင်းစရာအာယုန်တွေကိုဥပါဒနာကဆွဲလန်းနေတဲ့တဏှာတဲ့။လူချင်းစရာအာယုန်တွေကိုဆွဲလန်းနေတဲ့တဏှာ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဆိုတာလိုချင်စရာအာယုန်တွေကို လိုချင်တဲ့တဏှာသည်ဥပါဒါနာဆွဲလန်းနေတဲ့အရာဖြစ်တယ်ပေါ့ကဲဘုန်းကြီးတို့တွေလွယ်လွယ်လေးနဲ့ခွာလို့ရမလားကိုယ့်အကိုစဉ်းစားကြည့်နှစ်သက်စရာအာယုန်လေးတစ်ခုကိုနှစ်သက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီနှစ်သက်မှုမဖြစ်အောင်လွယ်လွယ်လေးနဲ့ခွာလို့ရမလား မရဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာနှစ်သက်တယ်နားကကြားတဲ့အသံပေါ်မှာနှစ်သက်တယ်နှာခေါင်းကရှူရတဲ့အနံ့ပေါ်မှာနော်လျှာကခံစားရတဲ့အရသာပေါ်မှာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကာမဂုဏ်အာယုံနေနဲ့တွေ့တဲ့အတိုင်မျက်စိကမြင်နားကကြားအဲ့ဒီအာယုံနေပေါ်မှာသွားပြီးတော့တွဲနေတာတွေရှိတာပေါ့အဲ့ဒါတွေကိုမစွန့်လို့နဲ့အဲ့ဒါကိုကာမှုပါဒံ ကာမုပါဒံကြောင့်မို့လို့ဒီအာယုံလေးမြင်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်မျက်စိကမြင်ရတဲ့အာယုံအတွက်နောက်ထပ်ရဖို့နားကကြားတဲ့အသံအတွက်နောက်ထပ်ရဖို့နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလေးအတွက်နောက်ထပ်ဘလောက်များဒီဟာတွေအတွက်ဆွဲလန်းမှု ရှိသလဲဆိုရင်ကြည့်လေရွှေဆိုင်တွေချမ်းသာနေတာအဲ့ဒါပါလေမျက်စိကမြင်တဲ့အပေါ်မှာ လိုချင်နေကြတာမဟုတ်လားမှန်ပါဗျာအေးကက်ဆက်တွေတို့ MP3 တွေတို့အခုတချင်းနေဟုတ်လား CD တွေ DVD တွေထုတ်နေတာဘာကြောင့်လဲအတန်ကြောင့်ဟုတ်ကဲ့လားအတန်ကိုတွေ့တာလို့လေအခုမြင်ဦးလားရေမွေးတွေတို့မိတ်ကတ်တွေတို့ဘာတို့ဒီအနတ်နဲ့ပတ်သက်တာတွေရောဘလောက်ရောင်းကောင်းနေလဲလောကလူတွေမှာကြည့် စားတော့ဆိုင်နေရဆိုဟောရာသနဲ့ပတ်သက်လာရင်စောင့်ရှောက်စားတော့ဆိုင်နေဘလောက်ကြီးပွားနေတော့เนาะပမာပြေဆိုလို့ရှိရင်ပိုးတောင်ပေါ်သေးတယ်ကိုယ်နိုင်ငံအစားအသောက်တွေမကဘူးအခုကိုရီးယားနဲ့ဗီယက်နမ်နဲ့ဟိုကနဲ့တရားနဲ့အစားအသောက်တွေကိုပြည့်နေတာအဲ့တော့ဓာရီအားလုံးပေါင်းလိုက်တဲ့အခါမှာတွေ့တာမှုဆိုတာရှိနေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့လား ကဲအဲ့ဒီလူတွေဟာဓာမစားရင်ခန္ဓာကိုယ်မတည်တမ်းမှာမို့စားရလားကြိုက်လို့စားရလားဩကာမှုပါဒံဆိုတာလွယ်လွယ်နဲ့ခွာလို့မရဘူးတဲ့နော်ဒါတွေစားရဖို့ကြိုးစားနေတာအဲ့ဒါကာမှုပါဒံလို့ခေါ်တယ်အဲတခြားဘာသာတွေမှာကာမှုပါဒံကိုပယ်ခွာဖို့ဟောပြီးဟောတဲ့ဘာသာတွေရှိပါတယ်ကာမှုပါဒံကိုပယ်ခွာနိုင်တယ်စွန့်လွတ်နိုင်တယ်တချို့များဆိုအဝတ်တော်မိုးဘူး เนาะไอ้เนี่ยมาตะคู่เฉิงพุ่งนี่ดิซาป่ายฉ่ายมุดิอกုံซ้นลุบพี่တော့อวัฏฏองมอเพเนี่ยနေတယ်กามุปารันก็တော့ตรุเป็ดขวานနိုင်เนี่ยบ่แกနောက်ตะคู่อุปารันตะคู่โอ้ជីอ่ะဒိဋ္ฐุปารันเนี่ยอเมญเนี่ยปัดတဲ့อุปารันอสวลันตะคู่ไอ้ดိဋ္ฐุปารันဆိုတာတခြားပြောတာမဟုတ်ဘူးกันอิอโจตยาကိုညင်းွယ်တာณัตถิกวาระလို့ခေါ်တယ် ကုသကံရဲ့အကျိုးဆိုတာမရှိဘူးလူရတန်းတာအကျိုးမရှိဘူးဒီလောကမရှိဘူးတမလွန်လောကမရှိဘူးအမေမရှိဘူးအဖေမရှိဘူးအမေအဖေကိုအတိမတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နတ္ထိမာတာနတ္ထိပိတာအမေအဖေကိုအတိမတ်မပြုဘူးလို့ဆိုကြတဲ့ကအမေအဖေမပေါ်စော်ကားတာတို့အမေအဖေပေါ်မှာပြုစုတာတို့ကုသမရဘူးဆိုတာညင်းပယ်တာပဲတူတူပဲဟုတ်ကဲ့အဲ့ဒါလို့မရှိဘူးဆယ်ချက်နဲ့ညင်းပယ်တာတွေကိုဒိဋ္ဌုပါဒံလို့ခေါ်တယ် အထူးသဖြင့်ယုတ်ဝါဒကိုဆွဲလန်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအယူဆရှိတယ်။အဲ့ဒီဒိဋ္ဌုပါဒံကလည်းလွယ်လွယ်နဲ့ဖြုံးလို့မရတဲ့ဥပါဒံတစ်ခုပဲ။အဲတော့နောက်တစ်ခုကအဲ့ဒီဒိဋ္ဌုပါဒံဖြုံးနိုင်ပြန်တော့လေဘာကြံသေးတော့ဆိုတော့တန်တရာဝုကလွတ်ရလွတ်ကြောင်းစိတ်ကတော့အကောင်းပဲ။တန်တရာဝုကလွတ်ချင်လို့ဆိုပြီးတော့အจิตနေခြင်းတယ်။ဘာအจิตနေခြင်းတော့ဆိုလို့ရှိရင်သူက အေးခွာခွေးကျင်နွားကျင်ကျင်လို့ရှင်တန်တရာဝတ်ကလွတ်တယ်လို့ယုံကြည်ယူဆတယ်။ဒါကြောင့်မို့လို့ခွေးလိုကျင်တယ်နွားလိုကျင်တယ်။အော်မြောက်လိုကျင်တယ်ဝက်လိုကျင်တယ်အမျိုးစုံပေါ့လေဥတော်လိုကျင်တာတို့အဲ့ဒါလို့ကျင်တာလေအများကြီးပဲအမျိုးစုံပဲ။အဲ့ဒါလို့ကျင်တာလေလင်းတို့ကြီးလို့တွဲလောင်းဆွဲပြီးတော့နေတဲ့အကျင့်နဲ့ရှိတာပဲဝက်ကူလီဝတ္တလို့ခေါ်တယ်နော်။ အဲ့ဒါလို့အကျင့်မျိုးစုံနေနဲ့တန်တရားဝကလွတ်နိုင်တယ်လို့မှမှရင်ရင်မြင်တဲ့အမြင်ကသီလပရပရမတ္တဟောဒီလိုဥပါဒံဟောနောက်တစ်ခုကြတော့ဘာလို့ဆိုလို့ရှိရင်အတ္တဝါဒုပါဒနာအတ္တဝါဒုပါဒနာဆိုတာဒီတက္ကရာဒိဋ္ဌိကိုပြောတာတက္ကရာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးတည်းကတဘာဝပေါ်မှာဒီအတ္တလို့ယူဆတယ် ်အတ္တဆိုတာငါလို့ယူဆတယ်ပေါ့ပြောမယ်ဆိုရင်တခါတခါအတ္တနဲ့အဟံနဲ့တွဲပြီးတော့ပြောတာရှိတယ်နော်အဟံမမငါသူ့မုံငါဥစ္စာကဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ကိုစဉ်းစားကြည့်ငါဆိုတဲ့ဇာဟကိုအယက်စကားအနေနဲ့သာငါလို့ပြောတာကဲဘယ်ဟာကိုငါလဲလို့ကိုယ့်ကိုယ်မေးကြည့်ပေါ့ငါဟာလို့ပြောတယ်ဘယ်ဟာကိုငါဟာလို့ပြောမှလဲလို့တေချာမေးကြည့်လိုက်လို့ရှိရင် ခန္ဓာ၅ပါးတည်းကလွတ်ပြီးငါလို့ပြောလို့ရရလားမရပါဘူးခန္ဓာ၅ပါးတည်းကလွဲပြီးတော့ငါဟာလို့ပြောလို့ရလားမရဘူးအဲ့တော့ခန္ဓာ၅ပါးတည်းကတခုခုပဲငါလို့လည်းပြောတယ်ငါဟာလို့လည်းပြောတယ်ပေါ့အဲ့တော့တကယ်ငါဆိုတာဟုတ်ကလားလို့ဆိုတော့မဟုတ်ဘူးသူ့တဘာဝတရားတိုင်းသူ့ဟာသူဖြစ်နေတာငါဟာဆိုတာရောဟုတ်ကလားမဟုတ်ဘူးတကယ်ဝိပဿနာဉာဏ်အမြင်နဲ့ကြည့်လိုက်ပဲဆိုလို့ရှိရင် အရာခတ်သိမ်းဟာထာဝရရွေရှားနေတာဆိုပါစို့ မြစ်ထဲမှာရေသွားခတ်ပြီးတော့ရေမြေရေတွေစီးနေတာကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီစီးနေတဲ့ရေလေးကိုတေးသေးချာချာတဲ့တဲ့ချိန်ထားချိန်ထားပြီးတော့ငါရေလို့ပြောလိုက်အဲ့ဒီပြောပြီးတဲ့ချိန်လေးမှာဒီရေဟာရှိသေးလားရှိပါဗျာနောက်တည်းရေဖြစ်သွားပြီဟုတ်ကဲ့လားမှန်ပါဗျာပြောင်းသွားပြီအဲ့ဒီပြောင်းလာတဲ့တောင်မြန်သေးတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တိဏ္ဏနေရ တော့ငါလို့ပြောလိုက်တဲ့အချိန်လေးမှပဲဟိုသူကနောက်တစ်ခုဖြစ်သွားပြီဒီတစ်ခုကပြတ်သွားပြီလေအဲ့တော့ငါလို့ပြောလိုက်တဲ့ဟာလေးကပြတ်သွားပြီနောက်တစ်ခါဖြစ်တာကငါလို့ပြောတဲ့ဟာမဟုတ်တော့ဘူးတခြားဟာဖြစ်ပြီသို့တော့ copy ဆိုတော့လူတွေကမျက်စိလဲနေတာပေါ့ဒါလို့ပဲထင်တော့တာပေါ့ဟုတ်ကဲ့လားမှန်ပါဗျာအဲ့တော့ကြောင့်မို့လို့ဒီအတ္တဝါဒခန္ဓာငါးပါးတဲ့ကတခုခုငါလို့ပြောရတဲ့အတ္တဝါဒတက္ကရာဒိဋ္ဌိ တက္ကရာဆိုတာတကယ်ထင်ရှားရှိတာကခန္ဓာအဲ့ဒီခန္ဓာကောင်းပေါ်မှာလွဲမှားစွာထင်တာကဒိဋ္ဌိခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မြင်တာမှန်တယ်နော်ရုပ်ကိုရုပ်လို့ပဲမြင်တယ်နာမ်ကိုနာမ်လို့ပဲမြင်တယ်ငါလို့မမြင်ဘူးဆိုရင် မှန်တယ်အဲ့ဒီယုံနာနှစ်ပါးတဲ့ကတခုကိုငါလို့မြင်တယ်ဆိုတဲ့အမြင်ဟာမှားတယ်ပေါ့အဲ့ဒီလိုမြင်တာကိုအတ္တအဲ့ဒီအတ္တအကြောင်းပြောတဲ့ဝါရကိုအတ္တဝါရ အဲ့ဒီအတ္တဝါဒပေါ်မှာလဲဆွဲလမ်းမှုရှိတယ်တဲ့အဲ့တော့ဘာသာတရားတွေအလုံးဟာမြတ်စွာဘုရားထောက်ပြတယ်ဒီဥပါရံတရားတွေကိုကြော်လွှားဖို့ဘာသာတရားတွေကစူးစမ်းတဲ့အထက်မဲ့တဲ့တချို့ဘာသာတွေကကာမုပါရံကိုကြော်လွှားနိုင်တယ်ကာမဂုဏ်အာယုန်တွေကိုဖယ်ရှားနိုင်တယ်နောက်တချို့ဘာသာတရားတွေကကာမဂုဏ်အာယုန်တွေအပြင်ဒိဋ္ဌုပါရံဆိုတာကိုလည်းကြော်လွှားနိုင်တယ်တဲ့နောက်တချို့ပါရံ ဒီဘာသာတရားတွေကကာမှုပါရံဒိဋ္ဌုပါရံနှစ်ခုတည်းမကဘူးသီလပတုပါရံလို့ဆိုတဲ့အကျင့်သီလနဲ့ပတ်သက်တဲ့မှားရွဲ့တဲ့အယူအဆပေါ်မှာလဲကြော်လွားနိုင်တယ်တဲ့သူတို့မကြော်လွားနိုင်တာဘာလို့ဆိုရင်အတ္တဝါဒုပါရံမကြော်လွားနိုင်ဘူး